ကျွန်ုပ်နေသည့်ညောင်ရွှေမြို့မြဝတီလန်းတောင်ဘက်အစွန်ဆုံးရှိအင်္ဂလိပ်မှာမူလီတို့ဤတန်းကြောင့်တဝုံဝုံမြီကတသိမ့်သိမ့်တုံ၍နေသည်ထိုအခိုက်ပုံမူပြင်းထန်သောအတန်များသည်မူးတန်လီတန်တို့ကိုထိုးဖောက်ပေါ်ထွက်လာ၏အင်္ဂလိပ်မှာလည်းပူ၍တုံလှုပ်သွားသည်တကားကိုပြင်းထန်စွာရိုက်ပုတ်တန်းများနှင့်အတူတကားဖွင့်တကားဖွင့်ဟူသောကျေလောင်သည့်အတန်ကြီးများကို ကြာရ၏ အင်္ဂလီတလုံးတွင်ကျွန်ုပ်တယောက်ထဲနေရသဖြင့်ပြင်းရိပ်ညီငွေ့နေကိုင်းအတီကျွမ်းတယောက်ယောက်နှင့်တွေ့ရတော်မူဖြစ်သည့်အတွက်ကျွန်ုပ်ဝမ်းသာသွားကားတကားကိုလင်မြန်စွာဖွင့်ပေးလိုက်သည်ကျွန်ုပ်မမြင်ဘူးမတွေ့ဘူးသောမျက်နှာစိမ့်လူ၃ယောက်သည် တကားဝတွင်ရက်ခါကျွန်ုပ်ကို စားမတက်ဝါမတက်မျက်နှာသားများနှင့်ကြည်နေကြသည့်အတွက်ကျွန်ုပ်အံ့ဩသွားကားထိုသူများကိုငေးဆိုင်ကြည့်ရှုနေမိသည်ထိုသူ၃ယောက်မှာ အသက်40ကျော်ပဝင်းချင်းလောက်ဖြစ်ကြ၏နှစ်ယောက်ဤလက်တွင်ထီများကင်ထားလျက်တယောက်ကမိုးကအင်ကြီးဝတ်ထားသဖြင့်မိုးကအင်ကြီးကိုချွတ်နေသည်မောင်ရင်တို့ကဘဲရတော့ကျွန်ုပ်ကသူတို့ကိုအကဲခတ်ခါကြည်ရင်မေးလိုက်သည်ကျုံမျက်နှာကိုတည်တည်ချာချာကြည်စမ်းပါဦးဘာသူလဲဆိုတာခမသိမှာပေါ့မိုးကအင်ကြီးနဲ့လူကမခန့်လေးစားအမှုရာဖြစ်ပြော၏ကျွန်ုပ်မှမိတဲ့သူဖြစ်သဖြင့်တစ်ခါနှစ်ခါတွေ့ယုံဖြစ်မမှန်မိတဲ့ ယခုလာသူများသည်ကျွန်ုပ်ကိုတည်၍လာခြင်းဖြစ်ပေလိမ့်မည်။ကျွန်ုပ်ကမိနေသဖြင့်စိတ်ပေါက်က မခံလီစားပြောခြင်းဖြစ်လိမ့်မည်ဟုထင်၏။မိုးကသေးထန်စွာရွာနေစေပင်ဖြစ်သည်။ကိုင်းအထဲကိုဝင်ကြောင်း။မောင်ရင်တို့ကိုကြုံမမတ်မိဘူး။ဘသူပဲဝါဆိုတာလဲပြောကြပါဦးဟုကျွန်ုပ်ကပြောလိုက်ရာထိုသူသုံးယောက်သည်အိမ်တွင်သို့ဝင်လျက်ကလထိုင်များပေါ်တွင်ထိုင်ကြ၏။မိုးတွေရွာနေစေဖြစ်သဖြင့်ကျွန်ုပ်ကတကားကိုပိတ်ထားလိုက်သည် ထိုလူ၃ယောက်သည်ကျွန်ုပ်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေကြသည်မူကအင်ကြီးဝလာသူကမူကကျွန်ုပ်ကိုမုံတီးရွှန်ရှာသည့်မျက်နှာထားဖြင့်ကြည်ကားနေ၏ gain ဘသူတွေလဲပြောစမ်းမအောင်ဟုကျွန်ုပ်ကမေးလိုက်သည်အတီသားနဲ့များမသိချင်အောင်စောင်းမနေစမ်းပါနဲ့ဟုမူကအင်ကြီးဝလာသူကပြောသည်တကယ်မသိလို့မသိဘူးပြောတာပါအိတ်ချင်အောင်စောင်းနေတဲ့လူကိုအနှိုးရခက်တယ်ဆိုတာဒါမျိုးပဲအိတ်ချင်အောင်စောင်းနေတာမဟုတ်ပါဘူးမောင်ရင်တို့ရ တကယ့်ကိုမသိတာပါခမရမသိချင်အောင်စောင်းနေကျုပ်ကပြောရတော့မှာပေါ့မူးကုတ်ကမောင်ထွန်းကဲသိပြီမဟုတ်လားဩမူးကုတ်ကမောင်ထွန်းကိုဟုတ်ပြီနေတော့ပဲမှာနေတယ်မူးကုတ်မှာပဲလားဒီညောင်ရွှေမှာနေတယ်လားမူးကုတ်မှာနေတာကိုခမရအတိသားနဲ့အပူတွေမင်းမနေစမ်းပါနဲ့ဗျာမသိလို့မေးတာပါနေစမ်းမအောင်ကိုရင်ကကိုယ့်ကိုဘယ်မှာသိတာလဲမူးကုတ်မှာသိတာပေါ့ဗျဟာမောင်ရင်လူမနေပြီ ကျုပ်ကမိုးကိုကိုတခေါက်မှမရောက်ဘူးလူသုံးယောက်သည်ကျုပ်ကိုကြည်ကဟာတိုက်၍ရေးချသည်ကျွန်ုပ်ကလည်းသူကိုကြည်ကဟဲ့ဟဲ့ပဲပဲရေးလိုက်၏ပြေတနာရှင်းသွားပါပြီလေကိုကမိတတ်တော့ကိုရင်တို့ကိုတီးဘူးလျက်နဲ့မိနေတယ်လို့ထင်တာမိုးကုံမှာကိုရင်တို့နဲ့တီးတယ်ဆိုမှတော့အမှန်ကိုစဉ်းစားမိတယ်ကိုရင်တို့လူမနေတာပါပဲမမားပါဘူးခမားမှာခမားအစ်စ်လွန်ခဲ့တဲ့၃လခမားမိုးကုတ်ကိုရောက်လာပြီး ကျို့တို့အိမ်မှာနေသွားတာပဲမောင်ရင်လူမတာဒိဋ္ဌပဲကိုကမိုးကိုကိုတခါမှမရောက်ဘူးရှမ်းပြည်တောင်ပိုင်းကိုတော့ဒီတခါပဲရောက်ဘူးတယ်ရှမ်းပြည်ကိုနိုဝင်ဘာလကရောက်တာတနင်္လာပါကြာသွားပြီနေစမ်းမအောင်မိုးကိုလာပြီးကိုရင်တို့အိမ်မှာနေသွားတဲ့လူကကိုနဲ့တော်တော်တူလို့လားတူတာမဟုတ်ဘူးပြို့ခမရအစ်စ်ဟေးဒီလောက်ပဲတူသလားနေစမ်းမအောင်အဲ့ဒီလူနာမည်ကဘယ်သူလဲတော့အတီသားနဲ့များမင်းနေရသေးတယ်ခမရနာမည်အတိုင်းပေါ့ လူချင်းသာတူချင်းတူမှာပေါ့ကွာနာမည်ချင်းတော့မတူနိုင်ပါဘူးငါကစာရေးဆရာရန်အောင်ပါဟုတ်တယ်လေကျုပ်တို့အိမ်မှာနေသွားတာလဲစာရေးဆရာရန်အောင်ပဲဟေးဘလို့မင်းတို့အိမ်မှာစာရေးဆရာရန်အောင်နေသွားတယ်ဒီလိုဖြစ်လိမ့်မယ်ဟေးအဲ့ဒီလူကမင်းတို့ပြောသလိုဆိုရင်ငါနဲ့တိတ်တူနေတော့ငါ့ကိုတီးတဲ့လူတွေကသူ့ကိုငါထင်ပြီးရန်အောင်လို့ခေါ်ကြပြောကြလိမ့်မယ်အဲ့ဒါကိုသူကအခွင့်ကောင်းယူပြီးသူ့ကိုယ်သူရန်အောင်လို့ပြောတာဖြစ်လိမ့်မယ် မောင်ထွန်းသည်ခိတာမြတွေ့ဝေစဉ်းစားနေ၏ထို့နောက်ခေါင်းတဆက်ဆက်ငိမ့်ကပြောလေသည်ခမည်းဟာစာရေးเสียပြီးပြီတော်တော်စကားအလှဲ့ပတ်တက်တယ်နော်ဒါပေမဲ့ခမည်းပြောတာတွေဟာယုတ်တည်မရှိပါဘူးဒီတော့ခမည်းလှုပ်သွားတဲ့ကိစ္စပြေလဲအောင်သာလှုပ်ပေးပါတော့ဟေးဘလို့ငါကဘလို့လှုပ်ခဲ့လို့လဲအေးလေအေးရောင်လို့အဲ့ဒီလူကဘလို့များလှုပ်သွားလို့လဲပြောစမ်းမအောင်ခမည်းလှုပ်သွားတာကိုခမည်းအသိဆုံးပဲဖြစ်မှာပေါ့ ကျုပ်တို့မှာခမရအတွက်ဒုက္ခများလိုက်တာမပြောပါနဲ့တော့မန္တလေးမှာလည်းနှံ့အောင်လိုက်ရှာရတယ်မန္တလေးကစာရေးဆရာတယောက်ကခမရတောင်ကြီးမှာနေတယ်လို့ပြောလို့တောင်ကြီးကိုတွားရှာတယ်တောင်ကြီးကလူတွေကခမရအောင်မန်းမှာနေတယ်လို့ပြောလို့အောင်မန်းတွားရှာရပြန်ရော အောင်မန်းကလူတွေကပြောတယ်အောင်မန်းမှာအရင်ကနေသွားဘူးတယ်အခုတော့မရှိဘူးပင်တရာတို့ပွေးလာတို့ကိုတွားတတ်တယ်ဆိုလို့ပင်တရာနဲ့ပွေးလာကိုလိုက်ရှာတယ်နောက်ဆုံးတော့ခမရညောင်ရွှေမှာနေတယ်ဆိုတာတည်တည်ကြာကြာသတင်းရလို့လိုက်လာတော့အခုတွေ့ရတာပဲ ဒီလောက်အပင်ပန်းခံပြီးလိုက်ရှာနေတာအဲ့ဒီလူကမောင်ရင်တို့ကိုဘယ်လိုလုပ်သွားလို့လဲအဲ့ဒီလူမဟုတ်ဘူးပြို့ခမားမှာ ခမားအစ်စ်ခမားလို့တာ ခမားတိမှာပေါ့မောင်ရင်ကကြုတ်ကိုပဲဆွဆွဲနေတော့တာကိုထားပါတော့လေမောင်ရင်တို့ပြဿနာကဘယ်လိုဖြစ်ကြတာတော့ဘယ်လိုဖြစ်ရမှာတော့ငွေတွေခိုးသွားတာခမားအတိသားနဲ့ကျုံမအန်အော်လွန်သဖြင့်ယုတ်ဒီရဲ့စကားပြန်မပြောနိုင်မဲပါဇက်အဟောင်းသားဖြစ်မောင်ထွန်းကိုငေးဆိုင်ကြည့်နေမိသည် မောင်ထုံကထိုအယောင်ဆောင်သူသည်ကျွန်ုပ်ပင်ဖြစ်သည်ဟုတတက်အအဆွေးနေသည်ငွေတွေခိုးသွားသည်ဆိုသဖြင့်မောင်ထုံတို့ကိုတနာမိသည်ဤများအပင်မန်းခံကမတွေ့မနေရှာပွေခြင်းကို ထောက်လင်ငွေမာမနေလားဟုထင်မိသည်ခိုးသွားတယ်ဆိုတာကငွေဘလောက်လဲခမားလက်ထဲရောက်တော့ခမားလည်းရေးကြည့်တာပဲမဟုတ်လားတပေါင်းပြတပေါင်းအော်မလီမနေပါကလားပြိုးစမ်းမအောင် ဘလို့လုတ်ပြီးခိုးသွားတာလဲတနုကဂယုနာသက်စွာဖြင့်မေးလိုက်သည်အတီသားနယ်မြအပိုတွေမင်းမနေစမ်းပါနဲ့ဆရာကြီးရဲ့ဆရာကြီးကိုကျွန်တော်တောင်းပန်ပါတယ်ဆရာကြီးနဲ့တွေ့စာကျွန်တော်ဒေါသထွက်လွန်းလို့ဆရာကြီးကိုမလေးမခံပြောမိတာလဲတောင်းပန်ပါတယ်ငွေတွေကိုဆရာကြီးယူသွားတော့စစောကကျွန်တော်ပြော့ပြတဲ့အတိုင်းပါပဲမန္တလေးတောင်ကြီးအောင်ပန်းပင်တရပွေလာနဲ့ဟောဒီညောင်ရွှေမြို့ပါအပန်တကြီးလိုက်ပြီးရှာရပါတယ်ကုံလိုက်တဲ့ဈေးတွေကလည်းမနှဲပါဘူး ဆရာကြီးတဲ့င်းကိုမင်းမြန်းစုံစမ်းရင်းနဲ့ဆရာကြီးအကြောင်းကိုလည်းမေးကြည့်ပူပါတယ်။ဆရာကြီးဟာတာသမီတွေတပြုံကြီးနဲ့အင်မတန်ဆင်းရဲဒုက္ခရောက်နေတယ်လို့လည်းကြားမိပါတယ်။အေးကွာမင်းကြားရတဲ့တဲ့င်းအတိုင်းပဲကွာ။ဟုတ်ပါတယ်ခမညာ။ဆရာကြီးမှအုံဆွဲကြလွန်လို့မလွဲသာလို့ယူရတယ်ဆိုတာကျွန်တော်နားလည်ပါတယ်။အေးမလာတော့ဆုံယူမရှိတော့ခိုးနိုးဆိုတာလို့ဖြစ်နေပြီ။ငါဆင်းရဲတာတော့မှန်ပါတယ်။တို့ပေမဲ့ ခိုးဝယ်ယူဖို့ကိုတော့စိတ်ကူးတဲ့တောင်မထည့်ပါဘူးကွာအပူစကားတွေပြောမနေပါနဲ့ဆရာကြီးရဲ့လူရင်းကိုသာပြောကြပါစို့အခုတင်ကကျွန်တော်ပြောသလိုဆရာကြီးကိုလိုက်ရှာရတာဇေယိလဲကုံလှပါပြီလူတွေလဲပင်ပန်းလှပါပြီဒီတော့ဆရာကြီးရှင့်ခိုးပြီးကျွန်တော်တောင်းပန်ချင်တာကဆရာကြီးယူသွားတဲ့ငွေတထောင်တွေကဆရာကြီးတထောင်ယူပြီး9000ကိုတော့ကျွန်တော်ကိုပြန်ပေးပါဗျာဟေးမင်းပြောသလိုငါတကယ်ရတယ်ဆိုရင်တော့ငါပြန်ပေးပါတယ်ကွာ တကယ်မရတော့ဘလို့လုပ်ပြီးပြန်ပြီးနိုင်မလဲလှည့်ပတ်ပြီးပြောမနေပါနဲ့ဆရာကြီးရေဆရာကြီးယူတာအမှန်ပါပဲကျွန်တော်တို့ကဆရာကြီးပုံမှာစည်စနာထားပါတယ်ကျွန်တော်တို့ငွေတွေကိုဆရာကြီးယူသွားသွားချင်းဂတ်တိုင်အခုလောက်ဆိုရင်ဆရာကြီးအချုပ်ထည့်ရောက်နေပါပြီကျွန်တော်တို့ကဆရာကြီးကိုငှဲ့ညာပြီးဂတ်မတိုင်ပါဘူးတကယ်လို့သာဆရာကြီးကိုဂတ်တိုင်ဆရာကြီးအကြောင်းသတင်းစာတွေထဲမှာပါပြီးဆရာကြီးအရှက်ကွေးရမှာပါ ကျွန်တော်တို့ဆရာကြီးပုံမှာတက်ညာလို့ ဆရာကြီးကလည်းကျွန်တော်တို့ပေါ်မှာညှာတာပြီးငွေတထောင်ယူပါ9000ကိုတော့ပြန်ပေးပါခမ ya ကျွန်ုံမအခက်ကြီးခက်နေတော့သည်ကျွန်ုံမယူရသည်မှာအမှန်မင်းဖြစ်၏သို့တော့ကျွန်ုံနှင့်ရုပ်ချင်းတဒံတူနေသူကကျွန်ုံအယောင်ဆောင်ကငွေတထောင်ခိုးသွားခြင်းအတွေ့ကျွန်ုံမကြံတတ်အောင်ဖြစ်တော့သည်ကျွန်ုပ်မဟုတ်ပါမယူပါဟုပြောခြင်းကိုလည်းမယုံကြသဖြင့်ကျွန်ုပ်မှာအကြက်တွေ့နေတော့သည်လီယောမိုးပါဆဲ၍သွားပြီဖြစ်သည်မောင်ထွန်းသည်ကျွန်ုပ်ကိုတွေ့စားက ဒေါသတကြီးပြောနေတော့လေယခုမူကလေအေးနှစ်ပြောနေသည်တထောင်းဆိုတဲ့ငွေကမနှဲပါဘူးဆရာကြီးရေကျွန်တော်တို့ကလည်းတနာပါအောင်ကျွန်တော်တို့ကိုတနာသဖြင့်9000တော့ပြန်ပေးပါမင်းတို့ကိုတနာပါတယ်ကွယ်တို့ပေမဲ့ဆရာမယူတော့ဘူးဘလို့လုပ်ပြီးပြန်ပေးနိုင်မလဲ9000ပြန်မပေးရင်တော့ဆရာကြီးကိုဂတ်တိုင်ပြီးတရားစွဲရပါလိမ့်မယ်ဒါကတော့မင်းတို့သဘောပဲဂတ်တွေယုံနေရောက်မှာတော့ဆရာဖြည့်ရှင်းရတော့မှာပေါ့စဉ်းစားပါအောင်ဆရာကြီး ဆရာကြီးတထောင်ယူပြီး9000ပြန်ပေးမလားအချုံနောင်ခံပြီးအရှက်တကွဲအကျိုးနယ်ဖြစ်တာခံမလားတည်တည်ချာချာစဉ်းစားပါအောင်ခမညာဆရာတကယ်ယူရင်တော့မင်းပြောသလိုစဉ်းစားရမှာပေါ့အခုတော့တကယ်မှမယူပဲဟာဘလို့လုပ်ပြီးမင်းကိုငွေ9000ပြန်ပေးမလဲဆရာကြီးဆုံးဖြတ်ချက်ကဒီတိုင်းပဲနော်ဟိုမောင်ထွန်းကခက်ပြက်ပြန်မိဤအေးဒီအတိုင်းမဆုံးဖြတ်လို့ဘလို့ဆုံးဖြတ်ရမလဲငါမယူတာအမှန်ခမညာတော်တော်လောဘကြီးတဲ့လူကြီးမောင်ထွန်းကဒေါသတန်နဲ့ပြောဤ မင်းထင်ကျင်တယ်လို့ထင်ပြောကျင်တယ်လို့ပြောနိုင်ပါတယ်ခိုးတဲ့သူဟာငါပဲလို့မင်းထစ်ထစ်ချထင်နေတော့ဒီလိုပဲပြောမှာပေါ့ဂတ်တို့ယုံလို့ရောက်တဲ့အခါဒီကိစ္စရှင်းသွားပါလိမ့်မယ်ငွေ၉000ပြန်ပေးမလားမပေးဘူးလားတခွန်းနဲ့ပြော မောင်ထွန်းကဒေါသတန်နဲ့ပြောရာကျွန်တော်မှလည်းစိတ်မရှိတော့သဖြင့်ငါစကားကိုနှမျိုးမပြောတတ်ဘူးတမျိုးတည်းပဲပြောတတ်တယ်ဟူအော်ငေါ့၍ပြောလိုက်သည်မောင်ထွန်းသည်သူနှင့်အတူပါသူနှစ်ယောက်ကိုတီတူပြောပြီးနောက် သူတယောက်တည်းအိမ်ပေါ်မှဆင်းသွားရာထိုသူနေရောက်မှကျွန်တို့၏အိမ်ပေါ်တွင်ပင်ကြံရည်သည်မောင်ရင်တို့ကရောမူးကိုကပဲလားဟုကျွန်ုပ်ကမေးလိုက်၏ဟုတ်ပါတယ်ကိုထွန်းနဲ့အိမ်ကြီးချင်းမှာမောင်ထွန်းတို့ငွေတွေကိုခိုးသွားတဲ့လူကိုမင်းတို့မြင်ဘူးသလားထိုသူနေရောက်သည်ကျွန်တို့၏အမေကိုမဖြေဘဲကျွန်တို့ကိုပြုံ၍ချီနေကြ၏မောင်ထွန်း၏ငွေကိုခိုးယူသူမှာကျွန်ုပ်ပင်ဖြစ်သည်ဟုထိုလူနေရောက်ကလည်းယုံကြည်ထင်မှတ်နေကြရန်တူသည်ငွေတွေခိုးသွားတာဘယ်လောက်ကြပြီလဲ ျွန်တို့ကထပ်၍မေးလိုက်ရာ၃လလောက်ရှိပါပြီဟုတယောက်ကဖြစ်၏အဲ့ဒီခိုးတဲ့လူဟာမောင်ထွန်းတို့အိမ်မှာဘလောက်ကြာနေသွားသလဲတလားလောက်နေသွားပါတယ်ငါညောင်ရွှေကိုရောက်တာ၈လလောက်ရှိပြီတောင်ကြီးကိုတခါတလေသွားတယ်နှစ်ရက်သုံးရက်ပဲကြာတယ်ဒါတိုက်ပိုင်းတို့မြို့ပိုင်းတို့အားလုံးသိပါတယ်သူတို့ ਨੇ အမြဲလိုလိုတွေ့နေရတာပဲကျွန်တို့ပြောသည်ကိုအယုံကြည်ရှိရမတူထိုသူနေရောက်သည်ကျွန်ုပ်ကိုကြည်ကာပြုံးနေကြ၏အတန်ကြာလေမောင်ထွန်းပြန်ရောက်လာ၏မောင်ထွန်းနှင့်အတူ ရဲရရှိများပါလာလိမ့်မည်ဟုကျွန်ုပ်ထင်မြင်ထားချက်မှန်မှန်ပဲမောင်ထွန်းနှင့်အတူပါလာသူမှာအသက်30ကျော်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်သည်ထိုအမျိုးသမီးသည်ကျွန်ုပ်ရှိရှိကျမ်းမြင်တွင်ထိုင်ကာကျွန်ုပ်ကိုမျက်တောင်မခတ်ငေးဆိုင်ကြည့်ရှုနေသည် သမီးကလည်းမိုးကုတ်ကပဲလားဟု ကျွန်ုပ်ကမေးလိုက်ဟုတ်ပါတယ်ကုထွန်းဇနီးပါဟုဖြစ်သည် သမီးနာမည်ကောမမြပါတိရဲ့သားနဲ့မတိကြအောင်ဆောင်ပြီးမင်းနေတာများမင်းကဖြေးနေရသေးတယ် ဦးမောင်ထွန်းကမကြည်နဲ့တန်ဖြင့်ဝင်ပြောသည်ဆရာကြီးကိုကျွန်မတောင်းပန်ပါရစေကျမတို့ငွေတွေကဆရာကြီးကို2000ယူပြီးကျမတို့ကို8000ပဲပြန်ပေးပါတော့ဆရာကြီးရေကျမတို့ကိုလည်းတနာပါအောင်ရှင်ကျွန်ုပ်ဒီမိန်းကလေးကိုကြည်ကားတနာတော့ဤသို့တော့ကျွန်ုပ်မယူသည့်ငွေကိုအဘယ်မှာပြန်ပေးနိုင်ပါမည်နည်းကျွန်ုပ်မှာမြည်တို့ပြန်ပြောရပါမည်နည်းဟု တွေးတော်နေမိသည်ဆရာကြီးရေဆရာကြီးအပေါ်မှာ ကျမတို့စေတနာကောင်းကောင်းနဲ့ပြုစုခဲ့တာတွေကိုပြန်ပြီးစဉ်းစားစမ်းပါဦး။ဆရာကြီးကျမတို့မျိုးကိုရောက်လာတယ်။တည်ရင်ကြတာနဲ့တပြိုင်နက်ဆရာကြီးကိုလားခေါ်တယ်မဟုတ်လား။ကျမတို့လင်မယားနှစ်ယောက်စလုံးဆရာကြီးရဲ့စာဖတ်ပရိသတ်ပါ။ဆရာကြီးကိုကျမတို့အိမ်ဦးကမှတင်ထားပြီးဖျားတဆူဂူတလုံးလို ပြုစုကျွေးမွေးခဲ့တယ်မဟုတ်လား။ကျမတို့ငွေတွေကိုဆရာကြီးယူသွားတော့ကျမတို့ငွေကိုတော့နှမျောပါတယ်။ဒါပေမဲ့ဆရာကြီးကိုစိတ်မဆိုးပါဘူး။စင်ရလွန်လို့ယူရှာတာလို့တနာတောင်တနာမိပါသေးတယ်။ ဆရာကြီးအရှက်တကွဲအကျိုးနဲ့ဖြစ်မှာဆိုလို့ကျမတို့ဂက်ကိုတော့မတိုင်ဘူးတွေ့အောင်သာရှာပါတယ်ဆရာကြီးလိုနိုင်ငံတည်စာရေးဆရာကြီးတယောက်ကိုရှာဖို့မခဲရင်ဘူးလို့ကျမတို့တွေးမိတဲ့အတိုင်းအခုဆရာကြီးကိုတွေ့တာပါပဲငွေတထောင်တော့တာဆိုရင်ဆရာကြီးကိုလိုက်တောင်မရှာပါဘူးအဆုံးခံလိုက်မှာပါအခုတော့ငွေကတထောင်တောင်ဆိုတော့မြားလုံးလိုလိုက်ရှာရတာပါဒီတော့ဆရာကြီး2000ယူပြီးကျမတို့ကို8000ပဲပြန်ပေးပါတော့မင်းကလေးဤစကားကိုစုံစုံလင်းလင်းကြားရသောအခါ ကျွန်ုပ်၏စိတ်ထဲတွင်မချီတင်ခဲ့လိုက်လဲဝမ်းနေလာသည် ကျွန်ုပ်၏အယောင်ဆောင်ကငွေတထောင်ယူသွားသည်ကိုလည်းခံမြင်စိတ်ဆိုးမိသည်ကြားရတာနင်းနေမှစိတ်မကောင်းပါဘူးခွေဒါထက်အဲ့ဒီလူဟာငါနဲ့တလောက်ပဲတူသလားတူမှာပေါ့ဆရာကြီးရဲ့ဆရာကြီးပဲဟာငါမဟုတ်ဘူးမင်းကလေးရဲ့ငါနဲ့တူတဲ့လူဖြစ်လိမ့်မယ်ဆရာကြီးနဲ့ရွေးမရအောင် တူတဲ့သူရှိလို့လားဟုမမယားကမေး၏ရှိလို့သာမင်းတို့အိမ်မှာငါနဲ့ပုံမှားကြိတ်နေပြီး င်းတို့ငွေတွေကိုခိုးသွားနိုင်တာပေါ့ရန်ကုန်မှာနေစဉ်ကငါသားသမီးတွေကတခါတခါပြောဘူးတယ်အဖေနဲ့တိတ်တူတဲ့လူတယောက်ရှိတယ်တဲ့အဖေမက်လို့သွားပြီးခေါ်ကြည့်တော့မှအဖေမဟုတ်မှန်းသိတယ်တဲ့သားသမီးကတောင်လူမတယ်ဆိုတော့ငါနဲ့ချွတ်ဆွတူလိမ့်မယ်ငါကိုတွေ့တဲ့လူတွေကအဲ့ဒီလူကိုတွေ့ရင်ငါနဲ့မှားပြီးနှုတ်ဆက်ကြလိမ့်မယ်အဲ့ဒီတော့အဲ့ဒီလူရဲ့စိတ်ထဲမှာငါအယောင်ဆောင်ပြီးလိန်ရောက်ရခိုးဝယ်ရအောင်အကြံရပြီးလှုပ်သွားတာဖြစ်လိမ့်မယ် အများသည်ကျွန်တို့၏စကားကိုနားထောင်ရင်းကျွန်ုပ်ကိုတေချာစွာခြေစုံကောင်းစုံကြည့်နေသည်အဲ့ဒီလူဟာငါနဲ့ချွတ်ဆွတ်တူတယ်ပဲထားအောင်တော့အတန်ချင်းကွဲချင်းကွဲမှာပေါ့အတန်ချင်းလည်းတူတယ်ပဲထားအောင်တော့စကားပြောတဲ့အခါအတုံနှုံချင်းကွဲချင်းကွဲမှာပေါ့ဒါထက်ဆရာကြီးထီအိမ်မှာနေတာတယောက်ထဲပဲလားမင်းမဝရှိသလားမင်းမမရှိပါဘူးတယောက်ထဲနေတာပါဘာဖြစ်လို့မေးတာတော့ဟိုမှာချွတ်ထားတဲ့ဘဏ္ဍာကမင်းမစည်းမို့မေးတာပါငါချစ်တော်ကတေးတကွာ ဒါကြောင့်မင်းမစည်းဖနက်ကိုစီးရတယ်။ဆရာကြီးနာကနှကြက်တက်မထားရင် မကြားရဘူးလား။နှကြက်မတက်ရင်ကြားတော့ကြားတယ်။ဒါပေမဲ့နာနာမှာကက်ပြီးអော်ပြောရတယ်။နှကြက်တက်ရတာတော်တော်ကြားပြီလား။ဆယ်နှစ်ကျော်ပြီ။အရင်ကတော့နှကြက်ဝင်မရလို့မတက်ရတာ။တခြားနိုင်ငံတွေကနှကြက်ပေါ်နေတာတော့ကြားလာပေါ့။မြန်မာပြည်မှာတော့လူလက်ရည်ရပြီးမှနှကြက်ဝယ်ရတယ်။အခုနားကိုခွဲစိတ်ကူပြီးတဲ့ဆရာဝန်ရှိတယ်။ဆရာကြီးရော မရှိဘူးလား။ကုမယ်ကုမယ်နဲ့ကုပဲမကုပြစ်သေးဘူး။ နာမကျင်မကြောက်တာလေတကြောင်ပဲနောက်တစ်ကြောင်ကတော့စကားပြောခြင်းတဲ့အခါနှစ်ချက်တက်စာရေးခြင်းတဲ့အခါကျတော့နှစ်ချက်ချွတ်ထားစူးစူးညံ့ညံ့အတန်တွေမကြရလို့စာရေးကောင်းနေကျွန်တော်ဤစကားကိုမမြကသဘောကျကားပြုံးကြည့်နေသည်ဆရာကြီးနှစ်ချက်ခဏကြည့်ပြရစေဟုမမြကပြောသဖြင့်ကျွန်တော်ကနှစ်ချက်ကိုချွတ်ကားမမြအားပေးလိုက်သည်မမြသည်နှစ်ချက်ကိုကင်ထားရင်းမောင်ထွန်းနှင့် အချီအချစကားပြောနေ၏ သူတို့ပြောသည့်စကားကိုကျွန်ုပ်မကြားစေခြင်းသဖြင့်ငချက်ကိုယူထားခြင်းဖြစ်လိမ့်မည်ဟုကျွန်ုပ်အကဲခံမိသည်သူတို့ချင်းအတန်ကြာစကားပြောကြပြီးနောက်ငချက်ကိုကျွန်ုပ်အားပြန်ပေးကာညောင်ရွှေမျိုးကဦးချမ်းသာကိုဆရာကြီးတည်သလားဟုမမြကမေးသည်တည်တယ်ဦးချမ်းသာတို့အိမ်ကိုမကြမကြရောက်ဘူးတယ်သူတို့သားသမီးတွေကတချို့လဲကောလိပ်ရောက်တချို့လဲဆယ်တန်းကိုရမ်းမှာပညာသင်နေကြတယ်သမီးအကြီးကလေးကတော်တော်လှတယ် ကိုကတောင်သမီးကိုချွေးမတော်ချင်လိုက်တာလို့ပြောမိသေးတယ်။ကိုမလည်းသမီးတယောက်ရှိတာကိုမများသည်ဘယ်စိတ်ပဲလဲပေါ်လာသည်မသိလက်ပွေအေကိုဖွင့်ကားငွေစကူများကို ထုတ်ပြီးနောက်ကျွန်တော်ရှိတွင်ချပေး၏။ဆရာကြီးကိုကျမတို့ငွေတရာနဲ့ကတော့ပါတယ်။ငွေတွေပြောက်တဲ့အတွက်ဒီလောက်သာကတော့ရတာပါ။ကျမတို့စေတနာကဓာတ်ထက်ပိုပြီးရှိပါတယ်။ဆရာကြီးကိုကျမတို့ပြောမိဆိုမိဆွဆွဲမိတာတောင်းမှန်ကတော့ပါတယ်။မများကဤသို့ပြောပြီးနောက် မောင်ထွန်းနဲ့အဖော်နှစ်ယောက်ပါအားလုံးကျွန်ုပ်ကိုရှိခိုးကြတော့ကြ၏ဘလို့ဖြစ်သွားကြတာလဲပြောကြစမ်းမအောင်ဟုကျွန်ုပ်ကတအံ့တော်မေးလိုက်သည် ကျမတို့ညောင်ရွှေရောက်တော့ဥချမ်းသာတို့အိမ်မှာတဲပါတယ်ဆရာကြီးကိုတွေ့ကျင်တဲ့အကြောင်းကျမတို့ကပြောတော့ဥချမ်းသာတို့အိမ်ကဆရာကြီးနေတဲ့နေရာကိုပြုတ်ပြပါတယ်ကိုထွန်းတို့ဆရာကြီးတို့နဲ့တွေ့ပြီးကျမစီကိုပြန်လာပြီးအကျိုးအကြောင်းပြောပြတော့မှကျမတို့ငွေတွေပြုတ်တဲ့အကြောင်းဆရာကြီးယူသွားတဲ့အကြောင်းဥချမ်းသာတို့အိမ်ကိုပြုတ်ပြရပါတယ် ပြောပြရတဲ့အကြောင်းကတော့ဆရာကြီးကမယူဘူးလို့ညင်နေတော့ဂတ်တန်ရမယ့်အချိန်နေရောက်နေတဲ့အတွက်ဦးချမ်းသာတို့ကိုပြောပြတာပါဒီတော့ဦးချမ်းသာသမီးအကြီးလေးကပြောတယ်ဆရာကြီးညောင်ရွှေရောက်နေတာကြားပြီလွန်ခဲ့တဲ့3လလောက်ကလည်းညောင်ရွှေမှာပဲရှိတာပဲတဲ့ဘယ်ကူမှကြာရှည်လေးမြင်မသွားပါဘူးတဲ့ဆရာကြီးသူတို့အိမ်ကိုတပတ်တစ်ခါလောက်မှန်မှန်လာလို့ဆရာကြီးတခြားအရက်ကိုမသွားချောင်သိရတယ်တဲ့အဲ့ဒီလိုပြောတော့ကျမစိတ်ထဲမှာ ဆရာကြီးကိုယုံထင်ကြောင်ထင်ဖြစ်လာပြီးကိုတိုင်လာကြည့်တာပါ ကိုတိုင်လာကြည့်တော့ဘလို့သဘောပေါက်သွားတယ်လဲဟူကျွန်ုပ်ကမေးလိုက်သည်ကျမတို့ငွေတွေကိုယူသွားတဲ့လူနဲ့ဆရာကြီးနဲ့ရုပ်ချင်းတော့အလွန်တူပါတယ်တို့ပေမဲ့အတန်ချင်းတော့သိမတူလာဘူးလို့ကျမတတိထားမိတယ်အထူးသဖြင့်စကားအတုံတုံချင်းမတူဟိုလူကကျမတို့အိမ်မှာတလားလောက်နေသွားတော့ကကျမတို့လင်မယားကိုခမည်းနဲ့ကျွန်တော်နဲ့ပြောတယ်ဆရာကြီးကတော့မင်းနဲ့ငါနဲ့ပြောတယ်နောက်ပြီးတော့ ဟိုလူစီးတဲ့ဖနက်ကယောက်ျားစီကြီးဆရာကြီးကမိမစည်းဖနက်ကိုစီးတယ်အထင်ရှားဆုံးကဟိုလူကနှကြက်မတက်ဘူးဆရာကြီးနားလေးလို့နှကြက်တက်ရတယ်ဆိုတော့ကျမကဖတ်ဖူးထားတော့ဟိုလူကိုမေးကြည့်တယ်အရင်ကနှကြက်တက်ရတယ်တဲ့အခုတော့နားခွဲပြီးကုလို့နှကြက်မတက်ရတော့ဘူးတဲ့ယုတ်တီရှိအောင်တော်တော်လင်းတတ်တယ်လို့နော်တော်ပါသေးရဲ့ကွာမမကအကင်းပါပြီလို့မောင်ထွန်းလိုသားဖြင့်ခက်ကောင်းခက်ရကြည့်ရဲ့ဟုကျွန်ုပ်ကပြောလိုက်သည် ကျွန်တော်တို့အိမ်မှာတဲခိုနေပြီးကျွန်တော်တို့ငွေတထောင်ကိုယူသွားတာစာရေးဆရာကြီးရန်အောင်မဲလို့ကျွန်တော်တို့ကထင်းနေတာကိုအခုဆရာကြီးကိုတွေ့ရတော့ဖိုလ်လူနဲ့ဆရာကြီးတယောက်တည်းပဲလို့ထင်ပြီးဆရာကြီးကိုအတင်းဆွဆွဲမိတာပါကျွန်တော်တို့ပြောမဆိုမှရှိတာကိုတောင်းပန်ပါတယ်ဟု မောင်ထွန်းကဆို၏ကြေပါတယ်လေဘွေမယူပါဘူးဒါထက်ငွေတွေယူသွားတဲ့ငါပုံတို့ကိစ္စလဲအေးမနေနဲ့အိုးငွေကနေတာမှမဟုတ်ဘဲဟုတ်ကဲ့ဂတ်တိုင်ပြီးတရားဥပဒေအရအေးယူရမှာပဲ ဂတ်တိုင်နဲ့အခါတေးသေးချာချာပြောတိုင်းတော့ဟိုလူကငါနဲ့တူပေမဲ့နှစ်ချက်မတည့်ရဘူးနားမလေးဘူးနောက်ပြီးတော့ယောက်ျားစီးဖနက်စီးတယ်ဆိုတာပါထဲ့တိုင်းတော်တော်ကြာငါ့ကိုဂတ်ကဖမ်းပြီးစစ်စင်းနေအလို့ပုံနေရအောင်မေးစိတ်ချပါကျမတို့တည်တည်ချာချာပြို့ပြီးတိုင်မမေးဒါတဲ့ကျမတို့ပြန်ဦးမင်းတော့ဟုမမကပြောကသူတို့တွေပြန်သွားကြလေရာကျွန်ုံးမှထူထူဆန်းဆန်းတွေ့ရပုံကိုပြန်လေစဉ်းစားနေမိပါတည်း Thank you. ဆရာကြီးရန်အောင်ရေးသားထားတယ်။တသက်နှစ်တကူဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါသည်ရှင်။